စမ်းချက်လေးဟာနဲ့အစိမ်းအောက်မှာဘသူကမှငါရဲ့ပြိုင်ပမဟုတ်ဘူးဝယ်လင်းကနောက်ပြန်လှည့်ပြီးသွေးဆက်လက်ကြနေတဲ့ခေါင်းကိုကင်ဆောင်ရင်းကျယ်ဒီချားကနေထွက်ခေါက်သွားပါတယ် ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုံးချင်ပါတယ်။နိဗ္ဗာန်လီဟာနဲ့ကျင့်ကြံသူတွေကသူတို့ရဲ့ယုံကြည်ခြင်းမီးရဲ့နေပယ်တွေကိုခိုင်မာအောင်လုပ်ဖို့အတွက်တာဝန်ဝိညာဉ်တွေကိုဝါမျှကြားပါတယ်။သူတို့ကယုံကြည်ခြင်းမီးရဲ့ဝိညာဉ်အမြောက်အများကိုလည်းလိုအပ်ပါတယ်။ဒိုးဝါရင်ထိုနေပယ်ကပြင်ပစွမ်းအားတစ်ခုသာဖြစ်ပါတယ်။စိတ်ဝိညာဉ်လီဟာနဲ့အစင်းကိုရောက်ရှိမှသာယုံကြည်ခြင်းမီးရဲ့နေပယ်ကိုခန္ဓာကိုယ်ထဲကိုပေါင်းစပ်ထည့်သွင်းနိုင်ပါမယ်။ဒီလိုလှုပ်ခြင်းရယုံကြည်ခြင်းမီးရဲ့နေကိုသူတို့ကိုကိုးကွယ်စေပြီးအိမ်နောက်မှာအစွမ်းထက်တဲ့ဤပညာတွေကိုအသုံးပြုနိုင်စေပါတယ်။လီဟာနဲ့နေပယ်လေးခုကိုဖျက်ချော့တိုးတက်ဖို့က တိတ်ကိုခက်ခဲပါတယ်စိတ်ဝိညာဉ်လီဟာနေရနေစမ်းကြဲလီဟာနေကိုတွားတာအခက်ခဲဆုံးပါဘာလို့လဲဆိုတော့နံအနှစ်တာရတစ်ခုကိုလိုအပ်လို့ပါအနှစ်သာရတွေကယုံအနှစ်သာရနဲ့နံအနှစ်သာရဆိုပြီးတော့ခွဲခြားထားပါတယ်။ဓာတ်ဆင့်၅မျိုးလို့အရာတွေကယုံအနှစ်သာရအဖြစ်သတ်မှတ်ခံရပါတယ်။ထိုအရာတွေကရယူဖို့အတွက်လွဲကူပြီးနားလေသောပေါမှုကအများကြီးကိုမလိုအပ်ပါဘူး။အများအပြားရယူလိုက်ုံနဲ့အနှစ်သာရကဖြည်းဖြည်းနဲ့ပြည့်စုံလာပါလိမ့်မယ်။ဝန်လင်းရဲ့မိုးကျုံးတဲ့မိအနှစ်သာရကလည်းဒီလိုနည်းနဲ့ပဲပြည့်စုံခဲ့တာပါ။ ဒိုးဝရင်ကန့်ကြမတည်ချင်းရှင်ချင်းစစ်မှန်ချင်းနဲ့မာရင်ချင်းတို့လိုနန်းအနှစ်သာရတွေရာရှိနေပါသေးတယ်အဲ့လိုအနှစ်သာရတွေရာရယူဖို့အတွက်အလွန်အမခက်ခဲပါတယ်ဘာလို့လဲဆိုတော့ကိုကသူတို့ကိုရှောက်လို့မရပါဘူးနားလေဒိုးပေါင်းမသာရယူနိုင်မှာပါတင်ညာသူတန်ပေါင်းများစွာထဲမှာ စမ်းချက်လီဟာနဲ့ကျဉ်းကျန်းသူကဒါဇင်လောက်ပဲရှိရတဲ့အကြောင်းရင်းကနန်အနှစ်သာရတစ်ခုကိုရယူဖို့အတွက်ခက်ခဲနေလို့ပါ။တစုံတစ်ယောက်ကလီဟာနဲ့တကောင်မဖြုတ်ခွင်းခင်မှာနန်အနှစ်သာရတစ်ခုကိုပိုင်ဆိုင်ထားပြီးသားဆိုရင်စိတ်ဝိညာဉ်လီဟာနဲ့အဆင့်အခက်ခဲရကြော်ဖြတ်ဖို့အတွက်အများကြီးလွယ်ကူသွားပါလိမ့်မယ်။ဒိုးရတဲ့နန်အနှစ်သာရတစ်ခုနဲ့တတိယအဆင့်ကိုရောက်တဲ့လူကအလွန်မှနည်းပါးပါတယ်။ရလန်းအနေနဲ့သူတို့ကတစ်ခုကိုလူဦးတာဖြစ်ဖြစ်နားလေဒိုးပေါင်းကိုလောက်တာဖြစ်ဖြစ်ရယူဖို့အတွက်လိုအပ်ပါတယ်။ တတိယအဆင့်ကိုရောက်ပြီးတဲ့နောက်အနှစ်သာရတစ်ခုကိုပြေဆောင်လို့ဘုရားခက်ခဲပြင်မယ်မင်းမတွန့်နေနှစ်တည်တစ်ချောင်းထူးဆန်းတဲ့လူတွေနဲ့ပါရမီရှင်တွေအများကြီးကကြိုးစားခဲ့ကြပါတယ်သူတို့ကနီလန်တစ်ခုကိုတဖြည်းဖြည်းနဲ့တီထွင်ဖော်ထုတ်ခဲ့ပါတယ်အဲ့နီလန်ကတိတ်ကိုထူးဆန်းပြင်မယ်ကျဉ်းကျန်းသူအလုံးကအတွေးခေါ်တူကြတယ်ဆိုတာကိုပြသနေပါတယ်သူတို့ရဲ့နီလန်တွေက တို့ရဲ့မေးမတွန်းနိုင်တဲ့ယုံကြည်ခြင်းမီးရဲ့ဝိညာဉ်တွေကိုကျင့်ကြံစေတာပါအဲ့ဒီယုံကြည်ခြင်းမီးရဲ့ဝိညာဉ်တွေရဲ့ကျင့်ကြံမှုအရှင်ကတတိယအဆင့်ကျင့်ကြံသူရဲ့အကူအညီနဲ့အလွန်အမမြန်ဆန်လာပါလိမ့်မယ်တို့ကတောင်တန်းနေမြေချောင်းနေတန်တရားဆောင်ဝန်းတွေကိုဖန်တီးပေးပြီးယုံကြည်ခြင်းမီးရဲ့နယ်ပယ်ထဲကလူတွေကတို့ကပုံရောင်ကဘာထဲမှာရှိနေမှန်းတော့မသိကြပါဘူးထိုရာယုံကြည်ခြင်းမီးရဲ့နေရဲ့ပုံရောင်စွားကိုရရှိစေပြီးမေးမတွန်းနိုင်တဲ့နှစ်တွေတခြားကိုနာအနှစ်သာရတစ်ခုပါတဲ့ဝိညာဉ်တစုံကိုမွေးဖွားလာပါလိမ့်မယ်နာအနှစ်သာရတစ်ခုကမွေးဖွားလာတဲ့တတိယအဆင့်ကျင့်ကြံသူကအဲ့ဒါကိုဝါမ င်းဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ထိုးရာဒီအားလုံးကပုံရောင်ဖြစ်ပြီးအနှစ်သာရကလည်းမူလထေရတတိယအဆင့်ကျဉ်းကျဉ်းသူရဲ့ခန္ဓာအစိတ်ပိုင်းဖြစ်နေလို့ပါ။ဝါးမျိုးချင်းရအပြီးပေးဆုံးပါလိမ့်မယ်။အလားတူပဲထိုးယုံကြည်ချင်းမီးရဲ့ဝိညာဉ်တွေကျင့်ကြံမှုကတော့ပုံရောင်တစ်ခုပါပဲ။ထိုးကြောင့်သူတို့ရဲ့ယုံကြည်ချင်းမီးရဲ့နယ်ပယ်ကနေထွက်ခွာသွားပြီးရနောက်မှာသူတို့ကတမန်လူသားအဖြစ်ပြောင်းပြောင်းသွားပါလိမ့်မယ်။မေးမတွနိုင်တဲ့နှစ်တစ်တလျှောက်မှာတစုံတစ်ယောက်ကသူတို့နေထိုင်တဲ့ကဘာတကိုးကြီးပုပ်ကိုတယောက်ရဲ့ယုံကြည်ချင်းမီးရဲ့နယ်ပယ်တစ်ခုဟုတ်မဟုတ်ဆိုတာသိနိုင်ဖို့အတွက်စူးစမ်းခဲ့ကြပါမယ်။အဖြေမရှိခဲ့ကြပါဘူး။ ထိုအချက်ကိုတက်တိပြနိုင်တဲ့တခုတည်းသောအရာကတော့ကိုကထွက်သွားတဲ့ကိုရဲ့ကျင့်ကြံမှုအလုံးကပြောက်ွက်သွားပြီးတမန်လူသားတယောက်ဖြစ်သွားရင်ကိုရဲ့ဖြစ်တည်မှုကယုံကြည်ခြင်းမိရန်တစ်ခုသာဖြစ်တဲ့ဆိုတာပါ ိုးရရင်ကိုကထွက်သွားပြီးရဲ့နောက်မှာကိုရဲ့ချင်းချင်မှုကမပြောင်းလဲဘူးဆိုရင်တော့အရာအလုံးကအစ်မှန်ပါဝက်လင်းကစင့်ခွန်မြစ်ကိုဖျက်တမ်းရှောင်းနှန်းနေရင်သူ့ရဲ့အသီးစိတ်ကခေါင်းထဲကနေပြန်ထွက်လာပါတယ်သူကခေါင်းကိုပထမဦးဆုံးဖမ်းဆုပ်လိုက်ချိန်မှာဝိညာဉ်ရှာဖွေခြင်းကိုတုံပြီးတက်လက်ပိုင်အရွယ်လူရဲ့မျက်ညံအများကြီးကိုရယူခဲ့ပါတယ်သူ့ရဲ့ညာဘက်လက်ကိုဝင်းရဲလိုက်တော့သူ့နောက်ကခေါင်းပေါင်းတောင်းချီထဲကခေါင်းတလုံးထပ်တိုးလာပါတယ်ထိုးရပထမဦးဆုံးတော့တတိယအဆင့်ချင်းညက်သူရဲ့ခေါင်းမှာဒိုးရရင်ထိုးရနောက်ဆုံးတစ်ခုတော့ဖြစ်မှာမဟုတ်ပါဘူး စင်ခွန်မြင့်မှာတတိယအဆင့်ကျင်းရက်သူတယောက်မှမကြံတော့ပါဘူးတရရုတ်ကရှိခဲ့ရင်သူတို့ကကြမင်းစွာတွေရထွက်ပြေးသွားကြပါပြီဝမ်လင်းကအလင်းတန်းတစ်ခုလိုရွေလျားပြီးစင်ခွန်မြင့်ကိုဓာတ်ရိုက်ရှင်းလင်းသွားပါလိသူကဖျက်သွားတဲ့ဂျူရီကသွေးပင်လည်းဖြစ်သွားပါလေအပြင်းနဲ့လေပင်းတစ်ချက်ကတိုက်ခတ်သွားပြီးမင်းရင်မတွန့်လိုက်တဲ့ခေါင်းနေရာသူ့နောက်ကိုလိုက်ပလာစေသလိုပါပဲမကြာခဏဆိုသလိုဂျိုတစ်ခုဒါမဟုတ်တက်စခန်းတစ်ခုနားမှာအဖျော်အလင်းတစ်ချက်ကပေါ်လာပြီးတေချင်းတရားကနောက်ကနေလိုက်လာပါလေဝမ်လင်းကရွေလျားသွားရတဲ့အမြသူ့နောက်မှာခေါင်းနေရာပို့ပြီးတော့ဆူဝေးလာပါလေ 1000 1000ဝယ်2000နောက်ဆုံးမှာခေါင်းပေါင်း9000လီပါရှိလာပါတယ် ခေါင်းငါးတောင်းဆိုတာရိုးရှင်းတယ်လို့ထင်ရပေမဲ့တစ်ချက်ကြည့်လိုက်မယ်ဆိုရင်အဲ့မြင့်ခွင်းကဘယ်ချင်းချင်းသူမဆိုတုံလို့သွားစေနိုင်ပါလေထိုးရရိုးရှင်းအရေးတော်တစ်ခုမဟုတ်ပဲမီးတွင်းနိုင်တဲ့တကယ့်ခေါင်းမှာသွေးနှံအရန်ပြင်းထန်လို့လို့အဝေးကြီးမှာရှိနေတော့ရှင်းရှင်းလင်းလင်းအနိုင်ရနိုင်ပါလေစစ်ထုံနယ်နဲ့ချင်းချင်းသူထောင်ပေါင်းများစွာရောက်လာတဲ့အခါမှာသူတို့ကပြန်လည်သိမ့်ပိုက်ပြီးပြင်ပနဲ့ဘေးကချင်းချင်းသူတွေကင်းစင်သွားတဲ့စင်းခေါမြေတစ်ခုစီကိုရောက်လာကြပါလေသူတို့ကရှေ့ကိုပြန်တန်းလာရင်သွေးတွေနီးရဲနေတဲ့ဂျိုးတွေကိုတွေ့လာရပါလေတယောက်ပြီးတယောက်စင်းခေါမြေကချင်းချင်းသူတွေကဝယ်လင်းရဲ့ခြေရနာ ကိုလိုက်လာကြပါလေဝယ်လင်းကရွေလျားပြီးသူတို့ကနောက်ကနေလိုက်လာကြပါလေသူတို့အချာမှာအကွာအဝေးကြီးတစ်ခုပါရှိပေမဲ့ဝယ်လင်းကတိုက်စစ်ကိုဥဆောင်နေတဲ့ဓာတ်စင်းလိုပါပဲအခြားလူတွေကသူ့နောက်ကိုလိုက်နေကြပါလေဝယ်လင်းကစင်ခွန်မြေကနေထွက်ခွာလာပါလေ ပြင်ပနဲ့ပဲကျဉ်းကျန်းသူတယောက်မှမချန်တော့ဘူးလို့တိထာသွားပြီးရဲ့နောက်မှာသူကခေါင်းပေါင်း9000နီးပါအော်ဟင်းကိုယူနေတိမ်ပင်လေတဲကိုခြေချလိုက်ပါလေတိမ်ပင်လေကမူလာစစ်ပွဲရဲ့ရှေ့တန်းစစ်မျက်နှာဖြစ်ပြီးနှစ်ဖက်စလုံးကကျဉ်းကျန်းသူအများပြားထိုးနေရမှာတည်ဆုံးခဲ့ကြပါလေသူကဝင်ရောက်လိုက်တဲ့အချိန်မှာပဲဝန်လင်းကမင်းမတွနိုင်တဲ့တစီရီရဲ့အော်ဟစ်တန်ကိုကြားလိုက်ရသလိုခံစားလိုက်ရပါလေ ူရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပါတယ်ခဏလောက်ခန်းစားကြည့်ပြီးရဲ့နောက်မှာသူရဲ့မျက်လုံးလေးကိုပြန်ဖွင့်လိုက်တော့တက်ဖြက်လူစိတ်ကပြင်းထန်နေတဲ့အကြည့်တစ်ခုကပေါ်ထွက်လာပါတယ်သူရဲ့နောက်မှာခေါင်းပေါင်း၅တောင်းဝလင်မျောနေရင်သူက80ဒိုးသွားပါတယ်ထိုးရတုံလို့ဆရာမြင်ကွင်းတစ်ခုပါခေါင်း၅တောင်းနဲ့ဆိုရင်တည်ခြင်းရှင်ခြင်းအစီရင်ဖို့ဖွဲ့စည်းဖို့ကလုံလောက်ပြီ ဝင်လင်းကတိမ်ပင်လေကိုဖျက်တမ်းသွားလိုက်ရင်အတိတ်ကမျောလင်းနေတဲ့တိုက်ကြီးတွေရဲ့ထောက်ဝက်ကြော်ကဆုတ်ပြဲပြီးတော့ပြုတ်ကွဲပျက်စီးသွားပါတယ်။ကြံရှိနေတဲ့တိုက်ကြီးတွေကိုအပြင်းနဲ့ပဲချင်းညံ့သူအများအပြားတိမ်ပိုက်ထားပြီးသူတို့ကထိုးနေရမှာအချိန်တော်ကြာနေထိုင်ခဲ့ကြပါပြီ။တိမ်ပင်လေကရှေ့တန်းစစ်မြနာဖြစ်တဲ့အတွက်အတွင်းနဲ့ပဲကချင်းညံ့သူတွေတိတ်မကြံတော့ပါဘူး။သူတို့အာလုံးနီးပါးတည်ဆုံးသွားခဲ့ကြပါပြီ။တိမ်ပင်လေတစ်ခုလုံးကပြင်ပနေမြေရဲ့နေပယ်ဖြစ်နေပါပြီ။ ဝယ်လင်းရဲ့အသီးစိတ်ကပြန်နှက်ထွက်သွားပြီးချက်ချင်းပဲတိမ်ပင်လေကိုဝင်းရံလိုက်ပါလေတိမ်ပင်လန်ထဲကအရာအလုံးကသူ့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းပေါ်လာပါလေဒဇိန်ပြင်ပါဖြစ်နေတဲ့တိမ်ပင်လေကိုကြည့်ရင်ဝယ်လင်းရဲ့ရင်ထဲမှာဒေါသမှုန်တိုင်းလို့တောင်းလွန်လာပါလေသူကသူ့ရဲ့အသီးစိတ်ကိုလုံးဝမဖုံးကွက်ပဲတိမ်ပင်လေထဲကပြင်ပါနဲ့ပဲကြီးညံ့သူအလုံးကိုသူ့ရောက်လာပြီးဆိုတာကိုအာနာနဲ့ပြတဲ့နီလန်နဲ့အသိပေးလိုက်ပါလေကုန်းမြေကြီးပေါ်ကပြင်ပါနဲ့ပဲကြီးညံ့သူအလုံးကလည်းဝယ်လင်းရဲ့အသီးစိတ်ကိုခန်းစားမိတဲ့အခါနိုးထလာကြပါလေသူတို့ကကောင်းကင်ကိုတုံလို့ဆောင်နေမော့ကြည့်လိုက်ပြီးမကောင်းတဲ့ခန်းစားချက်ကသူ ိုးရဲ့ရင်ထဲမှာလှေမြန်စွန်နဲ့ကြီးထွားလာပါတယ်ဝမ်လင်းရဲ့အသီးစိတ်ကတိမ်ပင်လေကိုဖျက်ချော်တိုက်ခတ်သွားတယ်မှုတ်တိုင်းတစ်ခုလိုပဲထိုးရာပြင်ပနဲ့ပဲကျဉ်ကျန်သူတိုင်းရဲ့နှလုံးသားကိုထုနှက်လိုက်တဲ့လေးလံနဲ့တင်းမုတ်တစ်ခုနဲ့တူနေပါတယ်တိမ်ပင်လေရဲ့အတွင်းပိုင်းနဲ့ဆိုင်တဲ့နေရာမှာရှားပါတဲ့ဂျိုတလုံးကရှိနေပါတယ်ထိုးရာအရင်ကကောင်းကင်ဖောက်ထွင်းရင်ကန်းရဲ့ဂျိုဖြစ်ခဲ့ပေမဲ့အခုတော့အပြက်စီးတွေဖြစ်နေပါပြီအဲ့မှာအဆုံးမရှိတဲ့အပြောင်နဲ့ခင်းရောင်ပင်လေရေမော်တွေကပေါက်ရောက်နေပြီးပေထောင်ချီမြင့်ပါတယ်အဝေးကနေကြည့်ရင်ဂျိုကသပင်းတွေပေါက်နေတယ်လို့ပါပဲဂျိုတစ်ခုလုံးထိုးအပြောင်နဲ့ခင်းရောင်ပင်လေရေမော် ော်တွေကလုံးဝဖုံးလန်းထားပါတယ်အစုံမရှိတဲ့ပင်လယ်ရေမော်တွေရဲ့အလဲဘူးမှာပေယာချီထူတဲ့အကိုင်းခက်ကြီးတွေရှိပြီးအဲ့မှာအရာမခင်းရောက်ပန်းကြီးတွေပွင့်ရရှိနေပါတယ်ပန်းပေတတောင်းကျော်မြင့်ပြီးပင်လယ်ရေမော်တွေကအဲ့ဒီပန်းကြောင်မွေးဖွားလာတယ်ဆိုတာထင်ရှားပါတယ်ပန်းမပွင့်သေးပေမဲ့ထိတ်မှပေတရာလောက်ကြီးမားတဲ့အဖူတစ်ဖူကရှိနေပါတယ်ပန်းဖူကစဝိုင်းပုံဖြစ်ပြီးမထင်မရှားပွင့်လင်းမြင့်တာနီကအแทမှာအမျိုးသမီးတယောက်ဝထိုင်နေပါတယ်သူမတိတ်ကိုလှပပြီးပေါ်ပါးလေးဝင်းကိုဝစ်စင်လာပါတယ်အဲ့မှာထိုင်ရင်သူမစဉ်ကြံနေပါတယ်နှိပ်ပန့်လီဟာနဲ့အလဲအဆင်းစဉ်ကြံသူရဲ့ ိန်ဝါပန်းဖူးထေးကနေပြန်နှံ့ထွက်နေပါလေဝန်လင်းရဲ့အရှိန်ဝါတိမ်ပင်လေကိုဖျက်ချက်သွားတဲ့အခါပန်းဖူးထေးကအမျိုးသမီးရမျိုးလုံးကိုဖွင့်လိုက်ပါလေသူမရဲ့အချီကတုံလုံးမှုတွေနဲ့ပြင်းထန်နေပါလေသူမကမျိုးလုံးကိုဖွင့်လိုက်တာနဲ့ဂျိုးပေါ်ကအဆုံးမရှိပင်လေရီမော်ရီကလှုပ်ရှားလာပါလေအဲ့ဒီဂျုံနဲ့အလံဝေးတဲ့နေရာနေပယ်တစိ့ခတ်ပိတ်ပင်တာစီမှုအပေါက်ကိုမြှုပ်ခိုးတွေဖုံးလန်းနေတဲ့နေရာမှာအီယာမမျောလင်းနေတဲ့ကုန်းမြင့်ကြီးတစ်ခုပါရှိပါလေမင်းမတွနိုင်နဲ့ပြင်ပနဲ့ပဲချင်းချမ်းသူတွေကအဲ့ဒီပုံမှာလှုပ်ရှားသွားလာနေကြပြီဖျားเจ้าတစ်ဆောင်ကိုဆောက်လုပ်ဖို့အတွက်ကြောက်တုံးကြီးတွေကိုတည်ဆောင်နေကြပါလေဖျားเจ้า ဝအကြမ်းဖျင်းပုံပေါ်နေပြီဖြစ်ပြီးထိမှရုပ်ထုတစ်ခုပါရှိပါတယ်အဲရုပ်ထုမှာအေယာမအနက်ရောင်တောင်မကြီးနှစ်ခုပါရှိပါတယ်ထိုရာကျန်းတန်းနဲ့ပုံပေါက်ပြီးခန်းညားတဲ့ခန်းစားချက်ကိုပေးနေပါတယ်ထိုရုပ်ထုကလူတယောက်ရဲ့ရုပ်ထုမဟုတ်ပဲအေယာမလင်းတို့ကြီးတစ်ကောင်ရဲ့ရုပ်ထုပါအနီရောင်ဝဲအဖိုးကြီးတယောက်ကရုပ်ထုပေါ်မှာထိုင်နေပြီးသူ့ရဲ့နဖူးကြားအမှတ်သာအနက်ရောင်လင်းတို့တစ်ကောင်ဖြစ်နေပါတယ်ဝန်လင်းရဲ့အသိစိတ်ကဖျက်ချော့သွားတဲ့အချိန်မှာအဖိုးကြီးက ထိလန့်နေကြနဲ့မျက်လုံးကိုဖွင့်လိုက်ပါတယ်သူကရုတ်တရက်ထားရက်ပြီးကောင်းကင်ကိုကြည့်လိုက်တော့သူ့ရဲ့မျက်နှာဖျော့ဖျော့သွားပါတယ်တစ်ချိန်တည်းမှာပဲကောင်းကင်တစ်ခွင်မှာပြင်ပနဲ့ပဲကြီးညံ့သူတွေကကြီးညံ့သူတိမ်ပေါင်းမျိုးစွာကိုစူးစီးပြီးတတိယအဆင့်ကြီးညံ့သူအများပြားနဲ့ထိုတိုက်ပွဲကိုဆင်နွှဲနေကြပါတယ်ထိုလူတွေထဲကအချို့ကဝက်လင်းကိုတပ်ဖြတ်ရမှာပါဝင်ခဲ့ဘူးပါတယ်ထိုကြီးညံ့သူတိမ်ပေါင်းမျိုးစွာစဝိုင်းတစ်ခုကိုဖွဲ့စည်းထားပြီးတစ်ချက်ကြည့်လိုက်ရင်သူတို့ကအစုံမဲ့လီဟာနေကိုဖုံးလန်းထားသလိုပါပဲသူတို့ကပင်မန်းနွမ်းနဲ့နေပုံရပါပဲသူတို့ရဲ့ကြံတမ်းမှုကတော့ပျောက်ကွယ်မသွားပါဘူးထိုကြီးညံ့သူတိမ်ပေါင်းမျိုးစွာဂျိုကိုရ 1996လုံးနဲ့ဖွဲ့စည်းထားတဲ့ခန်းနာတဲ့ပိတ်ပင်တားဆီးမှုအစီရင်တစ်ခုကိုဝင်းရထားပါလိမ့်။ဂျိုးတစ်ခုချင်းစီမှာအတွင်းထဲပဲကြီးညံ့သူအချို့ဟာရှိနေပြီးသူတို့ကအဲ့နေရာမှာအချိန်တော်ကြာခုခံတိုက်ခိုက်နေကြတာပါ။ ပိတ်ပင်တားစီမှုရဲ့အလဲပဟုမှာစဝိုင်းပုံစံရစ်ပလင်တစ်ခုပါရှိနေပါတယ်အဲ့ဒါကိုမြူရီယာဖုံးလန်းထားပြီးမထင်မရှားမြင်ရပါတယ်ရစ်ပလင်ပေါ်မှာတော့လူတစ်ယောက်ကထိုင်နေပါတယ်ကြီးညံ့ချိန်ချိုးတစ်ခုပေါ်မှာခန်းစားချက်ကင်းမဲ့တဲ့အချိနဲ့အမျိုးသမီးတစ်ယောက်ကသူမရဲ့အောက်နှကန်ကိုကိုက်ထားပြီးမျောလင်းချက်မဲ့ချိန်ဟာသူမရဲ့မျက်လုံးထဲမှာတဖြည်းဖြည်းနဲ့ပေါ်လာပါတယ်နောက်ထပ်ဂျိုးတစ်ခုပေါ်မှာမူပေးမိရဲ့ရှေလျားတဲ့သပင်ကြီးကစူးစီးထားပါတယ်သူမကအဖျော်ဝင်းကိုဝတ်ထားပြီးသူမရဲ့လှပါတဲ့မျက်နှာကရှုပ်ထွေးမှုနဲ့ပြင်းထန်နေပါတယ်ဝန်လင်းနဲ့ရင်းနှီးတဲ့သူတွေကထူးချိုးပေါ်မှာရှိနေကြပါတယ် ဝလင်းကတိမ်ပလန်ထဲမှာရှိနေပါလေသူကကောင်းလေးတစ်ခွင်ကိုတမ်းမသွားပါဘူးသူကထိုစစ်ပွဲကိုသူ့ရဲ့ကိုပိုင်အစွမ်းနဲ့ဖြောင်းမြတ်လန်းနိုင်မှာမဟုတ်ပါဘူးလီကွန်ရဲ့လေးဦးတော်သုံးဦးတော်သူကထိုတိုက်ပွဲကိုခဏတာပဲပြောင်းလဲနိုင်ပါမယ်သူကသုံးနှစ်ကြာအောင်ဘလို့ရက်တည်ရမလဲဆိုတော့စဉ်းစားရပါမယ်သုံးနှစ်ကြာလို့ရှေးအောင်ကောင်းကြီးပုံနယ်ပယ်ကလူတွေကထွက်လာတဲ့အခါမှာ ူကပြင်ပနဲ့ပဲရှေးအောင်ကောင်းကင်ဘုံနဲ့ပဲကိုတွက်ဖြတ်စည်းဖို့အတွက်လိုအပ်နေတုံးမှာထိုးရာတွေအားလုံးအတွက်လီကွန်ရဲ့လေးကိုလိုအပ်ပြီးသူ့မှာလေးကိုအချိန်ပေါင်းများစွာသုံးနိုင်တော့တဲ့ကောင်းကင်စွမ်းအင်ကမရှိပါဘူးထို့ကြောင့်ကောင်းကင်တစ်ခွင်မှာရှိနေတဲ့အန်ရီကိုတိနေတဲ့အတွက်သူကအဲ့ဒီကိုတက်ဖြတ်ပြီးတွားဖို့အတွက်မြွေးချဲ့ခဲ့ပါဘူးသူကအရင်ဆုံးအခြားကျက်စုစနစ်တရားပြင်ပနဲ့ပဲကျဉ်းကျဉ်းသူတွေကိုတက်ဖြတ်ပါလိမ့်မယ်သူကအားအကြီးဆုံးပိတ်ပင်တားဆီးမှုအစီရင်ကိုပြည့်မြတ်ဖို့အတွက်သူတို့ရဲ့ခေါင်းနေမူလဝိညာဉ်တွေကိုလိုအပ်ပါတယ်ဝင်လင်းကရှေ့ဆက်သွားရင်တိုက်ကြီးပေါင်းများစွာကိုဖျက်ချော့ သွားပါတယ်။တေချင်းတရားနေရာအနှံ့ကိုပြန်နှံ့လာတဲ့အမျှဝင်လင်းနောက်ကခေါင်းရည်အတွက်က9000ကျော်သွားပါတယ်။အရည်အတွက်9000ကျော်သွားတဲ့အချိန်မှာဝင်လင်းကသူ့ရဲ့လက်ကိုဝင်ရင်လိုက်ပါတယ်။သူ့ရဲ့ဘေဘလက်ကလီဟာနေကိုညှို့လိုက်ပါတယ်။ဘေဘလက်ကအသက်ပဲ။သူစကားနဲ့အတူခေါင်းငါးတောင်းကလှူရှားလာပါတယ်သူတို့ထဲကထဝက်ကသူ့ရဲ့ဘေဘက်ကိုပြန်တန်းသွားပြီးအီယာမဝဲကြက်ကဖွဲ့စည်းသွားပါတယ်ညောဘက်လက်ကတေချင်းကိုထိန်းချုပ်တယ် ဝရင်ကသူ့ရဲ့ညာဘက်လက်ကိုညှို့ပြလိုက်တော့ခေါင်းတဝက်ကပြန်တန်းလာပြီးတေချင်းဝဲကရက်ကိုဖွဲ့စည်းလိုက်ပါတယ်။ဝရင်ရဲ့မျက်လုံးတွေကလေးနက်နေပြီးသူ့ရဲ့လက်ကလက်တစိုက်တွေကိုလှည့်မြန်စွန်နဲ့ဖွဲ့စည်းပြီးဝဲကရက်နှစ်ခုထဲကိုပြန်တန်းဝင်ရောက်သွားပါတယ်။ခနာအကြမှာဝရင်ကဟိန်းတန်တစ်ချက်ကိုပြုတ်လိုက်ပါတယ်။ အသက်နဲ့တည်ခြင်းကိုကိုစားပြုတဲ့ဝေဂီယနှစ်ခုကထတ်တူကြသွားပြီးချက်ချင်းပဲတစ်ခုတည်းအဖြစ်ပေါင်းဆက်သွားပါတယ်ထိုရာလီဟာနဲ့ကိုရိုင်းကိုတုံခါစေပြီးမိုးချင်းတန်လိုအတန်ပေါင်းများစွာကိုထွက်ပေါက်စေပါတယ်ပေါင်းဆက်သွားတဲ့ဝေဂီယကလှိမြန်စွာနဲ့လေပတ်ပြီးကျေပြန့်လာပါတယ်ပေတောင်ပေတသိန်းပေတတန်းကျော်ထိပါထိုအီယာမဝေဂီယကြီးကဝလင်းရဲ့အပေါ်မှာလေပတ်နေပြီးလီဟာနဲ့ကိုရိုင်းရအောင်အတူတူကလေပတ်နေသလိုပါပဲတည်ခြင်းရှင်ခြင်းပိပင်တောင်းစီမှုအစဉ်ဖွဲ့စည်း ဝယ်လင်းကသူ့ရဲ့ရှာပြားကိုကိုက်လိုက်ပြီးသူ့ရဲ့တတိယအဆင့်အနှစ်သာရသွေးကိုထွေးထုတ်လိုက်ပါတယ်။သွေးတွေကမြူခိုးအဖြစ်ပြောင်းလဲပြီးဝယ်ကရက်နဲ့ပေါင်းဆက်သွားပါတယ်။သူတို့ကပေါင်းဆက်သွားတဲ့ဝယ်ကရက်ထဲကနေကွဲရတဲ့အတန်တွေကထွက်လာပြီးအီယာမဝယ်ကရက်ကြီးအားလေပတ်တာရက်တန့်သွားပါတယ်။လေပတ်တာရက်တန့်သွားုံတွေမကပဲခိုင်မာလာပါတယ်။မျက်စိတမိတ်အတွင်းမှာအီယာမဝယ်ကရက်ကြီးအားလုံးဝခိုင်မာသွားပါတယ်။ထိုးရခွင်းပေါင်းများစွာနဲ့ဖွဲ့စည်းထားသလိုဖြစ်ပြီးတောင်မဖွဲ့ရကောင်းတဲ့အရှိန်အဝါကိုထွက်လွတ်နေပါတယ်။အဝေးကနေကြည့်ရင်ခိုင်မာသွားတဲ့ဝယ်ကရက်ကအီယာမဘလူးကြီးတစ်ခေါင်လိုပဲ အဝေးရနေကြည့်ရင်ခိုင်မာသွားတဲ့ဝဲကြီးရက်ကအီယာမဘင်းကြီးတစ်ဘင်းလိုပဲထိုဘင်းကအတန်းနဲ့တည်ခြင်းကိုကိုစားပြုပါလေထိုရာမလဲပတ်ဘူးဆိုရင်အရာအလုံးကအသက်ရှင်နေပါမယ်ထိုရာလဲပတ်စားပြုရင်အရာအလုံးကတည်ဆုံးသွားပါလိမ့်မယ်ဘင်းကိုဖွဲ့စည်းထားတာအော်ဟိနေတဲ့ခေါင်းပေါင်း၅တောင်းကျော်ပါ ဝင်လင်းကခုန်တက်ပြီးဘင်းရဲ့အပေါ်ထိတ်မှရက်လိုက်ပါလေဘင်းကမလဲပတ်ပဲရှေ့ကိုတိုးဝင်သွားပါလေဝင်လင်းရဲ့မျက်လုံးတွေဟာထူးဆန်းတဲ့အလင်းရောင်တစ်ခုပေါ်ထွက်လာပြီးဘင်းကနောက်ထပ်ကုန်းမြင့်ကြီးတစ်ခုစီကိုရွေလျားသွားပါလေသူကတဖြတ်ဖို့အတွက်သွားနေရပါသူကဒုတိယပိတ်ပင်တားဆီးမှုအစီရင်ကိုဖွဲ့စည်းဖို့အတွက်ခေါင်းနေနဲ့မူလဝိညာဉ်တွေကိုပို့ပြီးတော့လိုချင်ပါလေကံကြမ္မာပိတ်ပင်တားဆီးမှုအစီရင်ပါသူကတိုက်ကြီးကိုလိမ္မာဆွန်နဲ့ဖျက်ချော်သွားပြီးသူတို့ကသူ့ရှိမှပြုတ်ကွဲပြက်စီးသွားပါလေ ပြင်ပနဲ့ပဲကြီးညံ့သူအလုံးကတည်ဆုံသွားပြီးသူတို့ရဲ့ခေါင်းလေးကိုဝင်လင်းကယူဆောင်သွားပါတယ်။အခုသူ့နောက်မှာခေါင်းအမြောက်များလိုက်ပါနေပါပြီ။ထိုရာတည်ချင်းတယောက်ကိုစားပြုပါတယ်။သူ့ရဲ့ပုံရင်းကျင်ဟာတွေးနန်းအရန်ပြင်းထန်လို့လို့တွေးမိုးရွာတော့မလို့ပါပဲ။တိုက်ကြီးတစ်ခုပေါ်ကပြင်ပနဲ့ပဲကြီးညံ့သူထောင်ပေါင်းမြောက်စွာကိုတက်ဖြတ်ပြီးတဲ့နောက်မှာသူကရှေ့ကိုဆက်ပြီးတော့ခြေလှမ်းလိုက်ပါတယ်။ဝင်လင်းနောက်မှာခေါင်းရည်တွက်တဖြည်းဖြည်းနဲ့တောင်းတဲ့ချီရောက်လာပြီမဲ့ သူ့ရဲ့တပြက်မှုကမပြီးဆုံးသေးပါဘူးဝလင်းကညာလက်ကိုဝင်ရင်ပြီးလက်ဖွဲကိုမြောက်လိုက်ပါတယ်မိုးချိမ့်တဲ့လိုအတန်တွေကပဲ့တင်ထပ်သွားပြီးသူ့ရှေ့ရတိုက်ကြီးပေါ်ကပြင်ပနဲ့ပဲချင်းညံ့သူအများပြားထွက်ပြေးဖို့အတွက်ကြိုးစားကြပါတယ်ဒိုးဝါရင်သူတို့ရဲ့ခန္ဓာတွေကတုန်ခါလာပြီးသူတို့ရဲ့သွေးတွေကနေရာအနှံ့မှာပြန့်ကျဲသွားပြီးရဲ့နောက်ခေါင်းကဝလင်းစီကိုပြန်တန်းလာပါတယ်ထိုရာအချိန်ကြာကြီးမြူလိုက်ရပါဘူးဝလင်းကကျဲဆူးစနစ်ကိုဖြတ်ကျော် ရှင်းလင်းသွားရတဲ့အမြပြင်ပနဲ့ပဲချင်းညံ့သူတွေကပို့ပြီးတော့တည်ဆုံသွားပါတယ်ခဏကြာမှအီယာမဂျိုကြီးတလုံးကဝလင်းရဲ့ရှေ့မှာပေါ် ါ်လာပါတယ်။ထိုဂျိုကိုပင်လယ်ရီမော်တွေကဖုံးလန်းထားပါတယ်။သူကရောက်လာတဲ့အချိန်မှာတတိယအဆင့်ချင်းညံ့သူရဲ့အချိန်ကဂျိုကနေပောက်ကွဲထွက်လာပါတယ်။ထိုဂျိုကမြို့သမီးရှိနေတဲ့နေရာပါ။သူမဝလင်းကိုသတိပြုမိတဲ့အခါစစောစစီတိုက်ခိုက်ဖို့အတွက်မိုးရင်ရဲပဲထွက်ပြေးဖို့အတွက်နီလန်းကိုရှာမတွေ့ခဲ့ပါဘူး။သူမဝလင်းလာတော့ဆောက်ဆိုင်ပြီးထိုးချိုးသုံးပြီးတော့သူ့ကိုတိုက်ခိုက်ဖို့ပဲတက်နိုင်ပါတယ်။ထိုးချိုးကသူမရဲ့ထိန်ချုပ်မှုအောက်မှာလုံသွားရှိနေပြီးအစုံမရှိတဲ့ပင်လယ်ရေမော်တွေကသူမရဲ့ယုံကြည်ခြင်းမြည့်ရဲ့ဝိညာဉ်အားနေထွက်ပေါက်လာတာပါ။ သူမဝန်လင်းကိုထုံနေရမှာမနိုင်ပေမဲ့သူမရဲ့အားအကြီးဆုံးအထွန်းအထည်ကိုရောက်နိုင်ပါတယ်ဝန်လင်းကရောက်လာတဲ့အခါဂျိုထဲကနေစူးရှားတဲ့အတန်ထွက်လာပါတယ်အဲဒီအတန်ထွက်ပေါ်လာတဲ့အခါဂျိုပေါ်ကပင်လေရီမော်ရီကအယူးမှုကြီးထွားလာပါတယ်သူတို့ကပေတတောင်းပေတသိန်းပေတသန်းဒါမဟုတ်ပေစက်တန်းအရှိထီကြီးထွားလာပါတယ် ပြီးတော့သူတို့ကဆက်လက်ရှည်ထွက်နေတော့မှာတခဏအတွင်းမှာပဲကြီးညက်ချင်းဂျိုကအရင်ကတခါမှမဖြစ်ဘူးတဲ့ထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုကိုဖျက်ဆီးသွားပါတယ်အစိုးမရှိတဲ့ပင်လယ်ရီမော်တွေကကြီးထွားလာတဲ့အမျှကြီးညက်ချင်းဂျိုကခေါင်းရင်းတစ်လုံးအဖြစ်ပြောင်းလဲသွားပါတယ်ဆက်လက်ကြီးထွားနေတဲ့ပင်လယ်ရီမော်တွေကထူခေါင်းရဲ့သဘင်ရှိတွေပါပဲဂျိုပေါ်မှာပန်းနေရပွင့်လာပြီးလှပတဲ့အမျိုးသမီးကသူမရဲ့မျက်နှာကိုဖော်ပြလိုက်ပါတယ်သူမရဲ့တီရိုတန်ဂျိုကိုဖုံးလန်းသွားပြီးဂျိုပေါ်ကတောင်တန်းနေတဲ့မြေချောင်းလေးကိုပြောင်းလဲသွားစေပါတယ်အချို့တောင်တန်းနေရပြုတ်ကွဲပြီးအချို့ကတော့ထိုးတက်လာပါတယ်အချို့မြေချောင်း င်းလေးဟာခန်းချောက်သွားပြီးအချိုးကတော့ဘေးရမှမတိပေါ်ထွက်လာပါလေ။ရာလန်အနေနဲ့ဂျိုကတီးတီးတတောက်ကိုပြောင်းလဲသွားပြီးဂျိုကအီယာမခေါင်းတလုံးအဖြစ်ပြောင်းလဲသွားပါလေ။ထိုယာကတော့အမျိုးသမီးတယောက်ရဲ့ခေါင်းမှာဂျိုရဲ့မျက်နှာပြင်ကပြောင်းလဲသွားတယ်အများထိုယာကအမျိုးသမီးရဲ့ပုံမှန်တန်ကိုဆောင်ယူလိုက်ပါလေ။ထိုမြင်ကွင်းကလေဟာနယ်ထဲမှာကြည်ရတာအလုံးမင်းကိုထူးဆန်းနေပါလေ။အီယာမချင်းချင်းဂျိုကြီးကသူမရဲ့ခေါင်းဖြစ်သွားပါလေ။သူမရဲ့မျက်နှာအသိကိုလှပပြီး မျက်လုံးနေရာမှိတ်ထားပါတယ်။ဇပင်နီနဲ့ဖွဲ့စည်းထားတဲ့ပင်လယ်ရေမော်ရီယာလေးမရှိပဲလွင်မြောနေပါတယ်။ထိုရာသူမကိုပို့ပြီးတော့လာပါစေပြီးစိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ဆွဲဆောင်မှုကိုပေးနေပါတယ်။တောင်ထိပ်တစ်ခုကသူမရဲ့နှကောင်တောင်တန်းနေရာသူမရဲ့မျက်ခုံချောင်းကမ်းပါးတွေကသူမရဲ့နှကန်းနဲ့သမုတ်တရာတွေကသူမရဲ့မျက်လုံးတွေဖြစ်လာပါတယ်။ထိုရာတွေအားလုံးကသူမရဲ့ဤပညာဘလောက်တော့တွန်လို့စရာကောင်းလဲကိုပြသနေပါတယ်။ ဝန်လင်းရဲ့မျက်လုံးတွေကသူ့ကိုကြည့်လိုက်ရင်လင်းလက်သွားပါတယ်ထိုးချိန်မှာအမျိုးသမီးရဲ့ခေါင်းကမျက်ခုံးကတုန်ခါသွားပါတယ်မျက်တောင်ကတုန်ခါသွားတယ်တကယ်တော့ဂျိုဘွားတောင်တန်းတွေကပြုတ်ခွဲသွားတာပါပြီးတော့အမျိုးသမီးရဲ့ရုပ်တရက်မျက်လုံးကိုဖိနှိပ်ပါတယ်ရက်ဆက်ကြမ်းကြုတ်တဲ့အကြီးကဝန်လင်းကိုစိုက်ကြည့်နေပြီးလီဟာနေကိုပြုတ်ခွဲစေနိုင်တဲ့အော်ဟစ်တန်ကသူမရဲ့ပါဇက်ကနေထွက်ပေါ်လာပါတယ်ဒီနီးပညာမစိုးပါဘူးဒါပေမဲ့မင်းရဲ့ကြင်ကြံမှုက အရန်ကိုအားနေလွန်းတယ် ဝလင်းရဲ့ညာလက်ကသူရှိရလီဟန်တွေကိုစံတန်းလိုက်ပြီးတွေးရောက်အလင်းရထိုးနေရောဝင်းရံသွားပါတယ်တွေးတာဘေးရမှမတိပေါ်ထွက်လာပါတယ် ူရဲ့ဘက်ဘက်မျက်လုံးမှာမီးတောက်တွေအားပေါ်လာပြီးညာဘက်မျက်လုံးမှာမိုးကြိုးကလင်းလက်သွားပါတယ်။သူ့ရဲ့နှာဖူးမှာတေချင်းရှင်ချင်းကံကြမာနဲ့စစ်မှန်ချင်းနဲ့မှားယွင်းချင်းတွေအားပေါ်ထွက်လာပါတယ်။သူတို့အားလုံးကသူရှိရသွေးသားတွေကိုပေါင်းဆက်ဝင်ရောက်သွားပါတယ်။သွေးသားအရင်စိတ်လှုပ်ရှားနေတယ်လို့မျိုးကြောင်မဖွေရကောင်းတဲ့အတန်အောင်ထွက်လွတ်နေပါတယ်။ထိုးရနှစ်ပေါင်းများစွာဆာလောင်နေခဲ့ပြီးအခုမှနောက်ဆုံးမှပောက်ကွဲထွက်ခွင့်ရတယ်လို့ပါပဲ။ရက်ဆက်ကြမ်းကြုတ်တဲ့အကြည့်နဲ့ခေါင်းကိုစိုက်ချင်ရင်ဝလင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းတစ်ချက်ကဖြစ်ပြီးသွားပါတယ်။သူ့ရဲ့ညာဘက်ကဓာတ်အုပ်ကင်မြောက်ပြီးရဲရဲစစ်စစ်နဲ့ ဲ့ခုတ်ချလိုက်ပါလေဒါကျသွားတဲ့အခါကောင်းကင်ယံမှာမိုးချိမ့်တန်တစ်ခုကပဲ့တင်ထပ်သွားပြီးအရာအလုံးကိုအစားထိုးလိုက်ပါလေအရာအလုံးကိုဖျက်တောက်နိုင်တဲ့ကြီးမားတဲ့ဓာဆွမ်းရည်တစ်ခုကဆင်းသက်လာပြီးမျက်စိတမိတ်အတွင်းမှာအေယာမခေါင်းကြီးအပေါ်ကိုကြောက်ထုတ်သွားပါလေအမျိုးသမီးရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အချီအပြုတ်ကွဲသွားပြီးကြောင်ရွံ့မှုနဲ့မျောလင်းကျမဲမှုတွေနဲ့ပြင်းထန်သွားပါလေသူမရဲ့ဤပညာပြတ်တောက်သွားပြီးသူမရဲ့ခေါင်းကနှစ်ချမ်းကွဲသွားပါလေအလင်းတစ်ချက်ကဖျက်ပြေးသွားပြီးဓာဆွမ်းရည်ကထွန်းဖောက်ဝင်ရောက်သွားပါလေအမျိုးသမီးရဲ့မူလခန္ဓာကိုယ်ရဲ့ခေါင်းကလေသူမရဲ့ခန္ဓာကနေကွဲထွက်သွားပြီးသူမရဲ့ က်မျက်လုံးတွေကရှုပ်ထွေးမှုနဲ့ပြင်းထန်နေပါလေဝလင်းရဲ့ညာလက်ကကျဆင်းသွားပြီးသွေးသားဖြောက်ကွက်သွားပါလေသူကအဲ့ဒါကိုမကြည့်တော့ပဲဂျိုးဖြတ်ကျော်ပြီးတော့ရှောက်သွားပါလေသူကဖြတ်သွားရင်သူ့ရဲ့ဘယ်လက်ကခေါင်းဆီးကိုပေါ့ပါနဲ့ဆန်တက်လိုက်ပါလေတခဏလေးအတွင်းမှာအမျိုးသမီးရဲ့ခေါင်းကဂျိုးပေါ်ကနေပြန်တက်လာပြီးဝလင်းရဲ့လက်ထဲကိုကြောက်လာပါလေပြီးတော့သူက အဲ့တော့သူ့ရဲ့နောက်ကိုပြစ်လိုက်ပြီးထွက်ခွာသွားပါတယ်သူကထွက်သွားပြီးရင်တော့အချင်းတော်ချာမှဂျိုးကလုံးဝနှစ်ချမ်းကွဲပြီးအစိမ့်စိမ့်မှုမှဖြစ်သွားပါတယ်တိမ်ပင်လေထဲကပြင်ပနဲ့ပဲချင်းချမ်းသူတွေရဲ့အိမ်မဆိုးကအဆုံးတတ်ပါတော့မယ်ဝယ်လင်းကသူ့ရဲ့အသီးစိတ်ကိုဖျက်ချော်သွားတဲ့နေရာတွေမှာပေါ်လာပြီး ပြင်ပနဲ့ပဲကြီးညံ့သူအားလုံးကတည်ခြင်းတရားနဲ့လွမြောက်ဖို့အတွက်ခက်ခဲနေတာကိုတွေ့ကြုံရပါလေ။ဝန်လင်းကမူလဝိညာဉ်တွေကိုတစိုက်ခတ်ထားတဲ့ခေါင်းနေနဲ့ထွက်ခွာသွားရင်တွေးလန်းချောင်းတစ်ခုကိုခြံထားခဲ့တာကိုဘသူကမှတားဆီးနိုင်မှာမဟုတ်ပါဘူး။မကြခင်မှာဝန်လင်းရဲ့နောက်မှာခေါင်းရည်အတွက်က9000ရောက်သွားပါလေ။မြို့ခိုးထဲရလူတွေကလွယ်လို့ပြင်ပနဲ့ပဲကြီးညံ့သူအားလုံးရဲ့ခေါင်းလေးကိုယူပြီးရတော့ဝန်လင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းတစ်ချက်ကဖြစ်ပြေးသွားပါလေ။သူကအဝေးကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒါမြို့ခိုးလေးကိုဝင်းရံထားတဲ့ပြင်ပနဲ့ပဲစီကအပေါက်ရှိတဲ့နေရာပါ။အဲ့မှာမျောလွင်းနေတဲ့တိုက်ကြီးတစ်ခုဝါရှိနေပြီ အဒါလေမြန်စွာနဲ့ရွှေလျားနေပါတယ်ကျဉ်းကျဉ်းသူထောင်ပေါင်းများစွာတိုက်ကြီးကိုပြင်ပနဲ့ပယ်စီရအပေါက်စီကိုတွန်းပို့နေကြပါတယ်ဝန်လင်းကလှမ်းကြည့်လိုက်တဲ့အခါထောက်ဝဲကျော်ဟာပြင်ပနဲ့ပယ်သေးကိုရောက်နေနေပါပြီထွက်ပြေးချင်လာလားနောက်ကျသွားပြီဝလင်းကညာလက်ကိုဝင်ရလိုက်တော့သူ့အောက်ကတေချင်းရှင်ချင်းကိုကိုစားပြုတဲ့ဘိန်ကပြန်ထွက်သွားပါလေ။ထိုးရလီဟာနေကိုဖြိုခွင်းပြီးမြုပ်ခိုးထေးရနောက်ဆုံးကုန်းမြင့်ကြီးစီကိုပြစ်လွတ်သွားပါလေ။မင်းတို့အားလုံးကငါရဲ့တေချင်းရှင်ချင်းပြိပင်တားဆီးမှုအစဉ်အတွက် ရစ်ပူဇော်ဆရာအဖြစ်ငားယူမယ်တိမ်ပင်လေထရတက်ဖြတ်မှုကိုအဆုံးသတ်မယ်တခဏလေအတွင်းမှာပဲတိုက်ကြီးပေါ်မှာမြစ်ခိုးတွေကလှုပ်ခတ်လာပြီးတေချင်းရှင်ချင်းဘိန်းကရုတ်တရက်ပေါ်ထွက်လာပါတယ်ထိုးရာပေါ်ထွက်လာပြီးရဲ့နောက်မတွေးတော့နိုင်တဲ့ဖိအားတိုက်ကြီးပေါ်ကိုကြောက်လာပါတယ်ရုတ်ထူးပေါ်ကအဖိုးကြီးရဲ့မျက်နှာအမှုရာအေယာမဘိန်းကြီးကတဖြည်းဖြည်းတပတ်လဲသွားတော့မြင်လိုက်ရတဲ့အခါရုတ်တရက်ပြောင်းလဲသွားပါတယ်တေချင်းရှင်ချင်းဆိုတာတပတ်လဲပတ်ချင်းမှာ တိတ်ချင်းရှင်ချင်းပိတ်ပင်တားဆီးမှုကဝဲကရက်ကနေအစင်ကဲပြောင်းလဲလာပြီးဘိန်းတလုံးအဖြစ်ပြောင်းလဲဖြစ်ပေါ်သွားပါတယ်ထိုးရမလှုပ်ရှားရင်တိတ်ချင်းရှင်ချင်းကမလှုပ်ရှားပါဘူးထိုးရလှုပ်ရှားရင်တိတ်ချင်းရှင်ချင်းကပြောင်းမြန်ဖြစ်သွားပါလိမ့်မယ်အရာမဘိန်းကြီးကလဲပတ်သွားနေအမျှအဝေးကနေမိုးချိမ့်တက်လို့အတန်တွေကထွက်ပေါက်လာသလိုပဲအတန်ကလေဟာနေကိုဖျက်ချော်ပြီး မြူခိုးတွေဝင်းရံထားတဲ့နေရာကိုရောက်လာပါတယ်ဘင်းကလှုပ်ရှားသွားတဲ့အခါတည်ချင်းရှင်ချင်းကိုဆုံးဖြတ်လိုက်ပါပြီအာကြီးတဲ့ဖိအားဘင်းကနေထွက်ပေါ်လာပြီနေပယ်တစိခတ်ပိပင်တာစီမှုအစီရင်ကအပေါက်ထဲကိုတဝဲဝင်ရောက်နေတဲ့တိုက်ကြီးပုတ်ကိုကြောက်လာပါတယ်ထိုဖိအားတည်ချင်းရှင်ချင်းကိုဖိနှိပ်ထားပါတယ်ထိုရာမြင်နိုင်တဲ့ယာရီနဲ့မမြင်နိုင်တဲ့ယာအလုံးရဲ့ဝိညာဉ်နဲ့မူလဝိညာဉ်တွေကိုပင်ပန်းနှွမ်းနိုင်စေပါတယ် ထိုတိုက်ကြီးကတွန်ခါသွားပြီးသူ့ရဲ့အနားဆုံးနေတစ်လျှောက်မှာမေးမတိုက်နဲ့အကွဲချောင်းနေရာပေါ်လာပါတယ်။ပြိုကွဲမှုကတိုက်ကြီးရဲ့အဆုံးအားတွေကနေလိမြန်စွာနဲ့ပြန့်နှံ့သွားပါတယ်။မိုးချိမ့်တန့်လို့အတန်တွေကနားကွဲမတတ်ပါဘူး။တခဏလေးအတွင်းမှာတိုက်ကြီးပေါ်ကအကွဲချောင်းနေရာမြေကြီးအကွဲချောင်းနေလို့ဖြစ်သွားပါတယ်။မြေကြီးကွဲကြောင်းနေနဲ့ဟိမ့်တက်နေရတိုက်ကြီးတစ်ခွင်မှာပိတ်တင်ထက်သွားပါတယ်။ဘင်းရလဲပတ်သွားတဲ့အများတိုက်ကြီးရဲ့တုံခါမှုကပိုပြီးတော့ပြင်းထန်လာပါတယ်။တိုက်ကြီးပေါ်ကချင်းညံ့သူအများပြားမျက်နှာဖျော့သွားပြီးဖိနှိပ်မှုကြောင့်တွေးရန်ထွက်လာကြပါတယ်။ သူတို့ရဲ့ခန္ဓာတွေကနေပောက်ကွဲတဲ့နေရာပဲ့တင်ထက်နေပြီးသူတို့ရဲ့အမူအရာတွေကသူတို့ရဲ့နာကျင်မှုကိုပြသနေပါတယ်။တင်းကျပ်မှုအဆင့်နှိမ့်ကြတဲ့အချို့လူတွေရဲ့ခန္ဓာတွေကဖိအားကြောက်ပောက်ကွဲသွားပါတယ်။သူတို့ရဲ့မူလဝိညာဉ်တွေကသူတို့ရဲ့ခေါင်းတွေထဲမှာတစိမ့်ခက်ခန်လိုက်ရပြီးတဲ့နောက်သူတို့ရဲ့ခေါင်းတွေကလေထဲကိုပြန်တက်သွားပါတယ်။အကြမ်းဖျင်းပုံပေါ်နေတဲ့အီယာမဖိအားကြောင့်ကြီးကတုန်ခါသွားပြီးဘိန်းကလေပတ်သွားတဲ့အမျှအကွဲကြောင်းတွေနဲ့ဖုံးလန်းသွားပါတယ်။မကြခင်မှာဖိအားကြောင့်ကအပြက်စီးတဲ့အဖြစ်ပြုတ်ကွဲသွားပါတယ်။အဖိုးကြီးရဲ့ပဇက်တော့ကနေတွေးရစီးကြလာပြီး ူရဲ့မျက်လုံးလေးထဲမှာကြောင်ရွံ့မှုတွေကပေါ်လာပါတယ်။သူကဟိန်းသန်တဲ့ချက်ကိုဖြစ်ဖို့အတွက်စူးစမ်းပြီးခုံတက်လိုက်ပါတယ်။သူရဲ့လက်တွေကလက်ဒစိတ်တစ်ခုကိုဖွဲ့စည်းလိုက်ပြီးသူရဲ့ပလက်မှာအနှံ့ရောက်လေးတွေကစူးစီးလာကဘိန်းစီကိုပြန်တန်းသွားတဲ့ AMR ပစက်ကြီးတစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်။သူကဘိန်းကိုဝါမျိုးပစ်ချင်နေတယ်လို့ပါပဲ။ဝက်လင်းကဒီလိုလောက်ရမျိုးစကားနှလုံးနဲ့ပဲဖော်ပြနိုင်ပါတယ်။ကိုကိုအထင်ကြီးလုံးနဲ့ ထိုးအဖိုးကြီးကကိုယ့်ကိုအထင်ကြီးလို့မီဝယ်လင်ရဲ့တည်ချင်းရှင်ချင်းပိတ်ပင်တားဆီးမှုအစီရင်ကိုဝါမြူဖို့အတွက်ကြိုးစားရပါတယ်သူကအဲ့ဒါကိုဝါမြူဖို့အတွက်မထိုက်တန်ပါဘူးဝယ်လင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းတစ်ချက်ကဖြစ်ပြီးသွားပြီးသူကအေးဆက်စွာနဲ့နှာခေါင်းရှုပ်လိုက်ပါတယ်။ဘိန်းကလဲပတ်သွားတဲ့အဖိုးကြီးကိုအနှဲရောက်လေးတွေကဝင်းရံသွားပြီးပါဇက်ကပူပြီးတော့ကျေပြန့်စွာပွင့်ဟသွားပါတယ်။ထိုးရာပေတသိန်းကျော်မြင်းနဲ့အထိကျေပြန့်သွားပြီးတေချင်းရှင်ချင်းဘိန်းကိုမမျိုးချယုံလေးဝါမျိုးလိုက်ပါတယ်။ အဖိုးကြီးကဒီလိုလုပ်ရပါမယ်။ तू ကလွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိပါတယ်။ ဘလူပဲဖြစ်ဖြစ်တရားမှာဖြစ်တဲ့အတွက်သူကအရာအလုံးကိုစွန့်စားလိုက်တာပါသူကအောင်မြင်ခင်သူကအသက်ရှင်ုံနေမှာပဲနမဲကြီးလာပါလိမ့်မယ်ကျောင်းမဖွဲ့ရကောင်းတဲ့ဟိမ့်တန်တဲ့အတူအဖိုးကြီးကဖွဲ့စည်းလိုက်တဲ့အေယာမပါဇက်ကြီးကတေချင်းရှင်ချင်းဖိန်းကိုဝါမြူလိုက်ပါတယ်ဒိုးဝရင်ထိုးချိန်မှာပဲပါဇက်အတွင်ကနေခြေခွဲဖွဲ့ရအော်တန်တစ်ချက်ကထွက်လာပါတယ်တုံလုံးစရာကောင်းတဲ့စွားကအတွင်းထဲကနေပောက်ကွဲထွက်လာပါတယ်အဲ့စွားထဲမှာတေချင်းရှင်ချင်းဖိနှိပ်စွားတွေကပါဝင်နေပါတယ်အေယာမပါဇက်ကြီးကဘန်းဆိုတဲ့အတန်နဲ့အတူပြုတ်ကွဲသွားပြီးအစိပ်ပိုင်းနေရာအနှံ့ကိုပြောင်းကျဲသွားပါတယ်ထိုးရအန် ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပြီးကောင်းကြီးကိုဖုံးလွှမ်းထားတဲ့တိမ်တိုက်တွေဟာကွဲရသွားသလိုပါပဲအနေအောင်မြို့ခိုးတွေဟာပြုတ်ကွဲသွားပြီး တည်ချင်းချင်းချင်းဘိန်းကတဖန်ပြန်ပေါ်လာပါလေထိုတခဏအတွင်းမှာအားကြီးတဲ့ဆွမ်းအားတစ်ခုကဘိန်းကနေထွက်ပေါ်လာပြီးအဖိုးကြီးရဲ့ခန္ဓာထဲကိုဝင်ရောက်သွားပါလေသူကသွေးရံထွက်လာပြီးအပျက်စီးရဖြစ်နေတဲ့ဖះเจ้าနဲ့ထုနှက်ခံလိုက်ရပါလေမိုးချင်းတန်လိုအတန်ကြီးကပဲ့တင်ထပ်သွားပြီးတိုက်ကြီးကိုအကွဲเจ้าနေရပို့ပြီးတော့ဖုံးလန်းသွားပါလေအဖိုးကြီးကကြောက်သွားတဲ့နေရာမှာပေတတောင်းနဲ့တဲ့တွင်းနဲ့ကြီးကပေါ်လာပါလေတွင်းနဲ့ကြီးထဲမှာအဖိုးကြီးရဲ့ခန္ဓာကဒိုင်ယာဒီနဲ့ဖုံးလန်းနေပြီးသွေးတွေကသူ့ရဲ့ဝတ်စားတွေကိုနီးရဲစေပါလေသူကရန်အားနေနေပြီးသူ့ရဲ့မျက်လုံးထဲကကြောင်ရုံမှုကအတိုင်းစားတစ်ခုထိနောက်ရောက်နေပါပြီသူက ထားရဖို့အတွက်ရုန်းကန်ကြိုးစားနေရပါတယ်။ဒိုဝါရင်ထိုးချိန်မှာပဲဝက်လင်းကသူ့ရဲ့လက်ကိုဝင်ရံပြီးအောက်ကိုညွှန်လိုက်ပါတယ်။ကောင်းကင်မှာမလုံမရရှိနေတဲ့ဘိန်းကကိုလမလောက်ကြာဆင်းလာပါတယ်။ကိုကကောင်းကင်ပြတဲ့အတွက်ပါဖီအားကဘာကြီးကိုချိန်မသွားစီပါတယ်။ထိုးရကြာဆင်းလာတဲ့အမြထားရဖို့ရုန်းကန်နေတဲ့အဖိုးကြီးကတွေးတစ်ခါထမ်းအပ်လိုက်ရပါတယ်။သူကတိုးမြင့်လာတဲ့ဖီအားကြောင့်ဖိနှိပ်ခံလိုက်ရပြီးလွမြောက်ဖို့အတွက်အင်အားမရှိတော့ပါဘူး။သူကမြေကြီးထဲကိုပြန်ပြီးတော့ထုနှက်ခံလိုက်ရပါတယ်။ တိုက်ကြီးကတဖန်ပြန်ပြီးတော့ပြုတ်ကွဲစားပြုတ်လာပါတယ်ကြီးမားတဲ့ကြောက်တုံးအမြောက်များတိုက်ကြီးကနေကွဲထွက်ပြီးဖုံမုတ်တွေအဖြစ်ပြောင်းလဲသွားပါတယ်တိုက်ကြီးပေါ်မှာကြံရှိနေတဲ့ပြင်ပနဲ့ပဲကျဉ်ကျန်သူတွေကပြုတ်ကွဲသွားပြီးမရေမတွနိုင်အောင်တည်ဆုံးသွားကြပါတယ်ပို့ပြီးတော့အာတီရဲ့လူတွေကသာတိုက်ကြီးပေါ်မှာထိုင်ချပြီးထုတ်ဖိအောင်ခုခတ်နေကြပါတယ်သူတို့ရဲ့မျက်နှာတွေကတေလောင်းအောင်ဖြူဖြောနေပြီးသူတို့ရဲ့မျက်လုံးတွေထဲမှာမျောလင်းချက်မဲ့ချင်းတွေကပေါ်လာပါတယ်တိမ်ပင်လေထရော့တက်ဖြတ်မှုကပြီးဆုံးပြီ ဝက်လင်းကသူ့ရဲ့မျက်လုံးကိုမှိတ်လိုက်ပြီးညာလက်ကိုဝင်ရလိုက်ပါလေ။တေချင်းရှင်ကျင်ဖိန်ကပြုတ်ကွဲနေတဲ့တိုက်ကြီးစီကိုနောက်ထပ်ကိုလမလောက်ရုတ်တရက်ကျဆင်းသွားပါလေ။ထိုချိန်မှာပဲတွင်းနဲ့ကြီးထေးကအဖိုးကြီးကသူ့ဘွားရဲ့နောက်ဆုံးခြေခွဲပိတ်အောင်အဟိတံကိုပြုတ်လိုက်ပါလေ။ သူ့ရဲ့ခန္ဓာပေါက်ကွဲထွက်သွားပြီးသူ့ရဲ့မူလဝိညာဉ်ကိုဝိညာဉ်နဲ့သူ့ရဲ့ခေါင်းထဲမှာတစိုက်ခတ်ခံလိုက်ရပါတယ်။သူ့ရဲ့ခန္ဓာပေါက်ကွဲသွားပြီးရတော့သူ့ရဲ့ခေါင်းကလည်းလီထဲကိုပြန်တက်သွားပါတယ်။အဖိုးကြီးကတည်ဆုံသွားတဲ့အချိန်မှာကြံရှိနေတဲ့ပြင်ပနဲ့ပဲကြီးညံ့သူအာလုံကလည်းပေါက်ကွဲပြီးတော့တည်ဆုံသွားကြပါတယ်။တက်ရှိအာလုံကပျောက်ကွယ်သွားတဲ့အခါတိုက်ကြီးကလုံးဝပြုတ်ကွဲသွားပါတယ်။ပြုတ်ကွဲသွားတဲ့အစိပ်ပိုင်းအာလုံကသူတို့ဖုံမှုဖြစ်သွားတဲ့အထိတဖန်ပြန်ပြီးတော့ပြုတ်ကွဲသွားပါလိမ့်မယ်။ နေပယ်ဒဇိတ်ခတ်ပိတ်ပင်တားဆီးမှုအစီရင်ထဲကိုဝင်ရောက်သွားတဲ့တိုက်ကြီးရဲ့တစ်ဖက်ကတော့လွမြောက်နိုင်မှာမဟုတ်ပါဘူးထိုးရားလည်းကျယ်ရီချားကနေပျောက်ကွယ်သွားတဲ့ဖမိုးတွေဖြစ်သွားပါတယ် ဝက်လင်းကမျက်လုံးလေးကိုဖွင့်လိုက်တဲ့အခါတတိယအဆင့်အဖိုးကြီးရဲ့ခေါင်းပေါဝင်ခေါင်းထောင်ပေါင်းများစွာသူ့စီကိုပြန်တန်းလာကြပါလေသူတို့ကသူ့နောက်ကိုလိုက်နေတဲ့ခေါင်းတောင်ပေါင်းများစွာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားကြပါလေသူတို့ကတိမ်ပင်လေကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်သူကတိမ်ပင်လေကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်သူသွားမဲ့နောက်ဆုံးနေရာစီကိုခြေလှမ်းလိုက်ပါလေအဲ့နေရာကတော့ကောင်းဝင်းတခွင်ပါအဲ့နေရာကဝက်လင်းနဲ့ရင်းနှီးတဲ့လူအများပြားရှိနေတဲ့နေရာပါအဲ့နေရာကနောက်ဆုံးတိုက်ပွဲဖြစ်ပွားမဲ့နေရာပါ ဝက်လင်းကကောင်းကင်တခွင်စီကိုခြေလှမ်းလိုက်ပြီးခေါင်းတောင်းပေါင်းများစွာရဲ့အဟိတန်နေရာကျယ်ရီချားမှာပဲ့တင်ထပ်သွားပါတယ်။သူ့အောက်ကမလုံမရရှိနေတဲ့ဘိန်းကသူ့နောက်ကနေလိုက်ပါလာပါတယ်။ ကန်ဂျမောပိတ်ပင်တားစီမှုအစီဖွဲ့စည်းဝယ်လင်းရဲ့အတန်တူးညင်းစွာနဲ့ပိတ်တင်ထက်သွားပါလေခေါင်းတောင်းပေါင်းများစွာသူ့အပေါ်ကိုပြန်တက်သွားပြီးနောက်ထပ်အီယာမဝဲကြီးတစ်ခုကိုဖွဲ့စည်းဖို့အတွက်လဲပတ်လိုက်ပါလေဝယ်လင်းကသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်ပြီးသူ့ရဲ့လက်ချောင်းကားချောင်းကိုဖွင့်လိုက်ပါလေပြီးတော့သူကအောက်ကိုဖိထားလိုက်တော့ဝဲကြီးကပို့ပြီးတော့မြင်မြန်လဲပတ်သွားပါလေခေါင်းတောင်းပေါင်းများစွာတစ်ခုနဲ့တစ်ခုပေါင်းဆက်သွားသလိုဖြစ်ပြီးသူတို့တစ်ခုချင်းစီမြင်နိုင်မှာမဟုတ်တော့ပါဘူးဝယ်လင်းရဲ့ညာဘက်လက်ကတဖြည်းဖြည်းနဲ့လက်သီးဆုပ်တစ်ခုအဖြစ်ဖွဲ့စည်းလိုက်ပါလေ သူကလက်သီးဆုပ်ကိုဖွဲ့စည်းလိုက်တဲ့အချိန်မှာကဘာကြီးကတုံ့ဟီးသွားပြီးဝဲကရက်ကရုတ်တရက်လေပတ်တာရပ်တန့်သွားပါလေထိုးရကံကြမ္မာဘိန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးဝန်လင်းရဲ့အပေါ်မှာမျောလင်းနေပါလေဝန်လင်းကသူ့အပေါ်မှာဘိန်းတစ်ပိန်သူ့အောက်မှာဘိန်းတစ်ပိန်ကရှိနေပါလေသူကသူ့ကြားမှာတေချင်းနဲ့ရှင်ချင်းကံကြမ္မာကိုထိမ့်ချုပ်ထားတဲ့ကောင်းကင်ဘုံကနဖျားတစ်ပါးလိုပဲသူ့ရဲ့လွင်မျောနေတဲ့အဖျွန်စပင်ကြီးကအေးဆက်တဲ့တစ်ဖက်လူစိတ်ကိုထွက်လွတ်နေပါလေကောင်းကင်တစ်ခွင် ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်